အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ် Passport ပုံ4စစ်တက္ကစားဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်တက်မှာဆုံး Photoshop software ကိုဖွင့်ပါမယ် ပြီးရင်တော့ကိုယ်ပြင်မဲ့ passport ပုံတစ်ခုကိုဖွင့်ရပါမယ်ဒီပုံနှစ်ခုတွေကကျွန်တော်ကဒီဘက်က passport ပုံကိုယူလိုက်ပါတယ်ဒီပုံကို ကျွန်တော်က background အဖြူမလိုခြင်းခင်ဗျ background တစ်ခုကိုကျွန်တော်ပြောင်းပြပါမယ် background ပြောင်းခင်မှာပုံရိပ် site ကိုအရင်ဆုံးကျွန်တော်ပြင်ပါမယ်တပုံရဲ့ site ကိုကြတော့ကျွန်တော် တလက်မခွဲနှစ်လက်မဆိုပြီးတော့စိုက်ချိုးပြီးတော့ပြင်လိုက်ပါမယ်ကျွန်တော်ကပုံကိုပြင်တော့မှဖြစ်တဲ့အတွက်မူရင်း ပုံကိုလည်းမပြည့်အောင်လေယာဉ်ကို duplicate ဆိုပြီးတော့ပွားထားလိုက်ပါမယ်ပြပွားရဲ့နေရာမှာလေဖိုင်နံပါတ်အသစ်ပေးလို့ရတယ်လို့စက်ကပေးရတဲ့နံပါတ်အတိုင်းပဲထားလို့လည်းရပါတယ် ုဆိုရင်တော့လေယာနှစ်ခုစင်တူဖြစ်သွားပါပြီအဲ့တော့ကျွန်တော်ကတော့အောက်ကမူရင်လေယာကိုဒီဘက်ကမျက်စိလေးကိုပိတ်ထားပြီးတော့လေယာကိုခဏပိတ်ထားလိုက်မယ်နော်အပေါ်လေယာပဲကျွန်တော်ပြင်မယ် tools part ထဲမှာရှိရဲ့အပေါ်ဆုံးက matches 1 2ကိုရွေးပါမယ်ကီးဘုတ်ကနေဆိုရင် W လို့နှိမ့်လိုက်ရပါတယ် အဲ့ဒီ matches wine တူကဘယ်လိုလုပ်လို့လဲဆိုရင် color တူတွေကိုအလွယ်တကူဆက်လက်ပေးလို့ရပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်ကအဖြူအောင်တွေကိုဖျက်ပြမှာဖြစ်တဲ့အတွက်အဖြူပေါ်မှာကလေးတစ်ချက်ထောင်းလိုက်လို့ရှိရင်အဖြူသားတွေကိုဆက်လက်ပေးပြီးသားဖြစ်သွားတယ် keyboard ကနေ delete key ကိုနှိပ်ပြီးတော့ဆက်လက်ပေးထားတဲ့အဖြူသားတွေကိုဖျက်ရပါမယ်ပြီးရင်တော့လေယာပောက်ရဲ့အောက်ဖက်မှာနေဦးလေယာဆိုပြီးတော့ကျွန်တော်လေယာအတစ်တစ်ခုထပ်ပြီးတော့ဖန်တီးရပါမယ် တူစပေါ့ထဲမှာရှိရဲ foreground ပဲဖြစ်ဖြစ် background ပဲဖြစ်ဖြစ် color ကိုချိုက်တဲ့ color background ထားမဲ့ color တခုကိုရွေးချယ်ပေးရပါမယ်ကျွန်တော်ကတော့အပြာရန်ကိုရွေးချယ်လိုက်ပါတယ် keyboard ကနေ order နဲ့ backspace နဲ့ကိုတွဲနှိပ်ပြီးတော့ new layer ကိုကိုရေးထားတဲ့အကြောင်းပြောင်းသွားစေပါတယ် new layer ကလူပုံရဲ့အပေါ်မှာဖြစ်နေတဲ့အတွက်သူ့ကို mouse နဲ့ဖြည့်ပြီးတော့အပေါ်အောက်နေရာရွှေ့ပေးလို့ရပါတယ် နှစ်ခုပုံရဲ့ background အဖြူတွေကိုကျွန်တော်တို့အလွယ်တကူဖြတ်ထားဖြစ်တဲ့အတွက်သပင်ရဲ့အနာသားတွေမှာ အဖြူသားတွေကျန်ခဲ့တာကိုတွေ့ရပါလိမ့်မယ်။အဲ့ဒါလေးကိုလည်းကျွန်တော်တို့ကကလုံးတူကို အသုံးပြုပြီးတော့ဖြောက်ပေးရပါမယ်။ကလုံးတူကိုအသုံးပြုပြီးတော့အဖြူသားကိုဖြောက်တဲ့နေရာမှာလေဘေးတွေကိုမပီအောင်လို့အတွက်လေယာဉ်ကိုလော့လပေးထားပါမယ်။ လိုအပ်တဲ့နေရာတွေကိုစပင်ရဲ့အရာအတိုင်းစီးလိုက်ဖြည့်ပေးရပါမယ် အခုလိုစီးဖြစ်တဲ့ခါမှာဇုံးအင်ဇုံးအောက်ကိုအတုံးပြုတ်ပြီးတော့အနည်းကဲဆွဲကြည့်လိုက်လိုအပ်တဲ့နေရာကိုဖြည့်လိုက်အဲ့လိုမျိုးလုပ်ပြရပါမယ်။ဒါမှကြံခဲ့တာမျိုးမဖြစ်တော့မှာပါ။ ကိုယ်အသုံးပြုထားတဲ့နောက်ခံ background နဲ့အရှိအပုံနဲ့ match ဖြစ်အောင်ကာလာတွေကိုလည်းချိန်ညှိပေးရပါမယ် ဟာလုံးအဆင်ပြေသွားပြီဆိုလို့ရှိရင်ဒီပုံကိုစေပါမယ်စေတဲ့အခါမှာလည်းကိုကလေယာတွေကို ပြင်ပြီးတော့အသုံးပြုခြင်းနဲ့နောက်ထပ် background အရောင်တွေကိုလည်းအလွယ်တကူပြောင်းခြင်းနဲ့ဆိုလို့ရှိရင်တော့ကိုစေတဲ့အခါမှာ format က PSD တိုင်းနဲ့ပဲစေရပါမယ် JPEG တိုင်းနဲ့သွားပြီးတော့စေလိုက်လို့မရပါဘူး PSG တိုင်းနဲ့စိတ်ပြီးလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ်တကစပိုင်တွေက CFs နဲ့ JPEG တိုင်းနဲ့ပြန်ပြီးတော့ထပ်ပြီးတော့စိတ်ပြရပါမယ်။ JPEG တိုင်းဆိုတာကတော့လေယာတွေလုံးဝမရှိတော့ပါဘူး။လေယာအားလုံးတစ်ခုတည်းပေါင်းပြီးတော့တက်လေယာတွေအနေနဲ့ဖြစ်သွားပါလိမ့်မယ်။ ခုဆိုရင်တော့နကုံမူရင်ပုံရဲ့ခြေပက်ပုံရဲ့ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ခြေပက်တိုက်ပုံကိုပြန်ခွင့်မယ်ဒီပုံရဲ့ site ကနှစ်လက်မှတစ်လက်မှခွဲပါခုကျွန်တော်တို့က force site တွေကိုတွားပြီးတော့ထည့်มาဖြစ်တဲ့အတွက် file နဲ့ new ဆိုပြီးတော့ force site တစ်ခုအလွတ်တစ်ခုယူရပါမယ် forces site တခုရပြီဆိုလို့ရှိရင်စောစောကပြုလုပ်ထားရတဲ့ passport ပုံကို move to အသုံးပြုပြီးတော့ forces site တဲ့ကို mouse နဲ့ဖိပြီးတော့ဆွဲထည့်ရပါမယ် forces site ကို passport ပုံရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ passport ပုံကို duplicate layer လို့လုပ်ပြီးတော့ပုံတွေကိုပွားမယ်ပြီးတော့ရှိရင် move to အသုံးပြုပြီးတော့ 你爱的睡眠。 forces site ထဲမှာဆန်တလောက်ပုံကိုထည့်မယ်ကျွန်တော် passport site ကနှစ်တက်ခွဲဖြစ်တဲ့အတွက်အများကြီးတော့မဆန်ဘူးအပေါ်မှာ၄ပုံ အောက်မှာကန်လန်ပြတ်တပုံဆန်ပါတယ်အဲ့လိုရပြီဆိုရင်တော့ file ကို j performance နဲ့ပြန်သိမ်းလို့ရပါတယ်။ပြီးလို့ရှိရင်အဲ့ဒီ forces site တပုံကိုတပုံဆိုင်မှာပဲဖြစ်ဖြစ်ကို့မှာ color printer ရှိမှာဖြစ်ဖြစ်ထုတ်ပြီးတော့ ပုံ5ပုံညှက်ပြီးတော့ best ပုံ5ပုံအဖြစ်အသုံးပြုလို့ရပါပြီ။ file menu တွေက save app ကိုနှိပ်ရပါမယ်။ပြီးလို့ရှိရင် format ဆိုတဲ့နေရာမှာ jpeg type ကိုရေးပေးရပါမယ်။ကိုယ်ဆိုင်နဲ့တက်တဲ့အမည်ပေးပြီးတော့ save ဆိုတာကိုနှိပ်လိုက်ရင်ရရှိသွားပါပြီ။ ဖိုရာပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကိုစစောက forces size စိတ်လိုက်တဲ့ JPEG ပုံကိုတွေ့ရှိရမှာဖြစ်ပါတယ်။လိုက်ပြီးတော့လေ့ကျင့်မဲ့သူများအဆင်ပြေကြပါစေခင်ဗျာ။ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။